2015ခုနှစ်အတွက်ပြည်သူ့ကိုယ်ရင်စုအဖြစ်တာဝတီထောင်မှဖမ်းဆီးခံရတဲ့ဘာကတအကြောင်းသူမာဖြိုဖြိုအောင်ကိုအမေရိကန်အခြေစိုက်စူရွေးချယ်ရေးအဖွဲ့ကပြည့်ရချင်းမြင်ခဲ့ပါတယ်။ဒီစုရရှိမှုအပေါ်ဒီမိုကရေစီပညာရေးတပိတ်နဲ့ဘာကတများအဖွဲ့ချုပ်ကိုစားရရှိတယ်လို့ခံယူကြောင်းဒီနေ့တာဝတီရုံးထုတ်ချိန်မှာမာဖြိုဖြိုအောင်ကပြောပါတယ်။ပြည်သူ့ကိုယ်ရင်စုအတွက်စူကြေးငွေအဖြစ်အမေရိကန်ဒေါ်လာ1000ရရှိမှာဖြစ်ပြီးအများအကျိုးတဲပိုးထမ်းဆောင်နိုင်ရေးအတွက်ရည်ရွယ်ပေးတာဖြစ်ပါတယ်။ အခုချိန်မှာအကြက်အတဲတွေကြားရုန်းကန်နေရတဲ့ဘာကသာများအဖွဲ့ချုပ်နေတဲ့ဒီမိုကရေစီပညာရေးပြုပြင်ပြောင်းလဲမှုအတွက်ဒီစုကိုရည်ရွယ်အသုံးပြုသွားမယ်လို့မဖြူဖြူအောင်က DVB ကိုပြောဆိုသွားပါတယ်ခင်ဗျာအမေရိကန်မှာရောက်နေတဲ့ဒီလာတီဒီဗီသားတွေအားနေပြီးတော့ဒီဝိုင်းမျိုးဒီတိုင်းပြည်ရဲ့ဒီမိုကရေစီရဲ့အတွက်အရေးကြီးရဲ့ခန့်ကန်တာမှာဟိုပါဝင်နေတဲ့သူတွေကိုတိုးတက်နိုင်တဲ့လောက်ပေါ့နော်ဟိုကုညီချစ်တဲ့အနေနဲ့ထောက်ပံ့အားပေးတဲ့အနေနဲ့ထောက်ခံအားပေးတဲ့အနေနဲ့ပေါ့နော်ဒီစု ါသိရတာဖြစ်ပါတယ်။အဲ့တော့လေကျမဒီစုကိုဂျိုးရေးစီပညာရေးတပိတ်ကိုစားရောနောက်ဘာကသမားဖွဲ့ချုပ်ကိုစားပါလက်ခံရရှိရလို့ကျမအနေနဲ့ခံယူပါတယ်။အဲ့တော့လေကျမအင်တာမဂုံယူဝမ်းမြောက်မိပါတယ်။အဲ့တော့ဘာကသမားဖွဲ့ချုပ်ကိုစားရောဒီမိုကရေစီပညာရေးတပိတ်တစ်ခုလုံးကိုစားရောဒီလိုမျိုးတတ်နိုင်မလောက်ပေါ့နော်။ဖီဖာကနေပြီးတော့ကျမတို့ဝမ်းရအားပေးနေတဲ့ဒီအမေရိကရောက်ဒီပြည်သူကိုရေးစုရေးချယ်ရေးချယ်ရေးဖွဲ့နောက်ပြီးတော့အဲ့ဒီထောက်ခံအားပေးနေတဲ့လူပုဂ္ဂိုလ်တွေအားလုံးကိုကျမကျေးဇူးများကြီးတင်ပါတယ်။ဂုံလည်းဂုံယူပါတယ်လို့ကျမအနေနဲ့ပြောချင်ပါတယ်။